ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ HH Channel ကနေကြိုဆိုလိုက်ပါတယ်ဒီစီစလေးမှာတော့ပရိသတ်တွေကြားလူပြောများပြီးတော့နာမည်ကြီးခဲ့တဲ့ဇလန်လေးအကြောင်းနဲ့ဒီဇလန်လေးတွေကမင်တာမင်းသမီးတွေရဲ့ fashion တွေအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တင်ဆက်ပေးသွားမယ့်ဇလန်လေးနာမည်ကတော့ My Dearest Nemesis Bay ဖြစ်ပါတယ်ဇလန်မှာပါဝင်ပြုဆောင်ထားတဲ့မင်တာမင်းသမီးတွေကနာမည်ကြီးတွေဖြစ်တဲ့မင်တာချောချွဲဟွန် walk နဲ့မင်းသမီးချောမွန်ကာယောင်းတို့ပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဇလန်အကြောင်းလေးနဲ့အစ apply to marriage. Eh? My Dearest Nemesis ဟာ2025ခုနှစ်မှာ TVN ကနေထုတ်လွှင့်ခဲ့တဲ့ကိုရီးယားရုပ်သံဇာတ်လမ်းတွဲဖြစ်ပြီးတော့မွန်ခါရောက်နဲ့ချွဲဟုံတို့ကအဓိကတည်ဆောင်ထားပါတယ်။ဇာတ်လမ်းကအချစ်ပြန်လည်ဆုံတွေ့မှုနဲ့ရန်သူကနေချစ်သူတို့ပြောင်းလဲတဲ့အထူးအဆန်းအတွေ့အကြုံတွေကိုဖော်ပြထားတာပဲဖြစ်ပါတယ်။ဒီကားထဲမှာတည်ဆောင်ထားတဲ့တည်ဆောင်တွေကတော့မွန်ခါရောက်ဟာ Back Su Jong အနေနဲ့တည်ဆောင်ထားပြီးချွဲဟုံ Ward ကတော့ Ban Ju Yon အနေနဲ့တည်ဆောင်ထားပါတယ်။ Insel Mi က So ောဟာဂျင်ခွန်စီယန်ကကင်ရှင်ဝအနေနဲ့တရုတ်ဆောင်ထားတာပဲဖြစ်ပါတယ်ဒီဇလန်ကအပိုင်း12ပိုင်းပါဝင်ပြီးတော့2025ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့ကနေမတ်လ24ရက်နေ့အထိထုတ်လွှင့်ခဲ့တဲ့ဇလန်လေးပဲဖြစ်ပါတယ်ဒါဆိုရင်ဇလန်လေးအကြောင်းကိုပြပြပေးသွားပါမယ်ဘက်ဆူဂျော ဘက်ဆူဂျိုဟာယုံဆောင်တဘာပက်စတိုရဲ့တီထွေဖန်တီးမှုအဖွဲကအရန်ကုန်မှတော်ပြီးတော့ထပ်မြက်တဲ့စီမံခွန့်ခွဲမှုအရာရှိတအုပ်ဖြစ်ပါတယ်။သူမကအလုတ်ကိုအလော်ကြုံတမိုးထားပြီးတော့ဒီခိုင်မာတဲ့ခေါင်းဆောင်မှုစွမ်းရည်စိတ်ကူးယဉ်မှုတွေနဲ့အတူသူကအလုတ်အတွက်အချစ်ကိုတော်မှပဲနောက်ဆုတ်ထားတဲ့သူတအုပ်ဖြစ်ပါတယ်။ဒါပေမဲ့သူမရဲ့10 Egypt အာဘဝမှာ online game တစ်ခုကနေပြီးတော့တယောစင်တွေဖန်တီးခဲ့ပူတဲ့ Black Dragon ဆိုတဲ့ in-game နာမည်ရှိသူ gamer တစ်ယောက်နဲ့ဒါချက်ချင်းတွေလည်းဖြစ်ခဲ့ပူပါတယ်။တချို့အကြောင်းအရာတွေကြောင့်ဆက်ဆံရေးကပြိုကွဲသွားပြီးတော့သူတို့အချစ်တွေကလည်းဒါရွက်နေသွားခဲ့ကြပါတယ်။နှစ်များစွာကြာပြီးတဲ့နောက်မှာတော့သူမအနေနဲ့ အသက်ရောက်လာတဲ့ college တူဖြစ်တဲ့ဘန်ဂျူရောချောင်းဟူစစ်ကိုတွေ့ရတာနဲ့စိတ်ထဲကနေသူကယဉ်နေနေတာကိုသူသတိထားမိတယ်ပေါ့နော်မထင်မှတ်ထားတဲ့အဖြစ်အပျက်ကြောင့်သူတို့ဟာအရင်ဒီ online game ပေါ်မှာချစ်သူရည်စားရဖြစ်ခဲ့တာကိုသူသိသွားခဲ့ပါတယ်အာအခုလက်ရှိမှာတော့လုပ်ငန်းမှာလူကြီးနဲ့အာဝန်ထမ်းအနေရဲ့ဆက်ဆံရေးကိုသူတို့ကရရှိနေရပဲဖြစ်ပါတယ်ဘန်ဂျူရောကသူရဲ့အတွင်းစိတ်ထဲမှာစုဂျွန်းကိုမေ့လျော့လို့မရပဲနဲ့ဒါတိတ်တဆိတ်လှုပ်ရှားနေသူတယောက်ဖြစ်တယ်လို့အလုံးမှာ လည်းသူနဲ့မတူညီအောင်ထင်ရှားဖို့အတွက်စူးစမ်းနေသူတယောက်လည်းဖြစ်ပါတယ်။ဇလန်ကဒီအချစ်နဲ့အတိတ်က emotional baggage အကြောင်းတွေကိုလည်းပြောပြထားတယ်။ပြီးတော့လက်ရှိအလုပ်ရေးရာအတွင်းကပြိုင်ဆိုင်မှုနဲ့ခင်မင်မှုအကြောင်းတွေကိုလည်းထည့်သွင်းထားပြီးတော့ဒါပျောက်သွားခဲ့တဲ့ connection တစ်ခုရဲ့ပြန်လည်ရှာဖွေမှုအပိုင်းတွေကိုလည်းဒါတိတ်တိတ်ချာချာရိုက်ကူပုံဖော်ထားဖြစ်ပါတယ်။ဒီဇလန်နဲ့မှဆိုရင်စစောပြပြသွားတဲ့ဒီအကြောင်းညာချက်တွေကိုရည်စရာကောင်းအောင်စိတ်ဝင်စားစရာကောင်းအောင်ပြီးတော့လှုပ်ရှားစိတ်လှုပ်ရှားစရာကောင်းအောင်ထီထီမိမိနဲ့ပြသထားတာပဲဖြစ်ပါ ်ပါတယ်။ဇလန်ကအချစ်နဲ့ဒေယန်သူဆံမှုတို့ကိုပေါင်းစပ်ဖော်ပြထားပြီးတော့အွန်လိုင်းကနေစတင်တဲ့ဆက်ဆံရေးဟာလက်ရှိအလုတ်ခန်းကဏ္ဍမှာပြန်လည်ပေါ်ထွက်လာတဲ့ဆိုရဲဆက်ဆံရေးကိုလည်းသူကပေါ်ပြထားပါတယ်။ဇက်ကောင်တွေရဲ့စိတ်ခံစားမှုတွေနဲ့အတိတ်ကအမှတ်တရတွေကဇလန်ကိုပို့ပြီးတော့စိတ်ဝင်စားဖွယ်လည်းဖြစ်စေပါတယ်။ဇလန်နဲ့မှာတွေ့ရမယ့်အဓိကအကြောင်းအရာတွေကတော့ Enemies to Lovers Trope ရဲ့ခန်းစားချက်ကိုတတ်တည့်ရဲ့ရဲ့ဖော်ပြထားပါတယ်။ Online game တွေကြောင့်တစ်ဖက်သက်ရဲ့စကားမပြောတတ်တဲ့ emotional expression ကိုလည်းဖော်ထုတ်ထားပါတယ်။ တယ်။ကြာလာတဲ့အချိန်ထဲမှာသူတို့နှစ်ဦးကဘယ်လိုပြောင်းလဲသွားကြလဲဆိုတာကိုတည်တည်ချာချာလေးကိုရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ Modern Workplace Romance ရဲ့ရိုးရှင်းတဲ့အလှနဲ့ Career Driven Conflicts တွေကိုပါပြသထားပါတယ်။ဒီဇလန်ကိုကြည့်ရတဲ့လူတိုင်းအတွက်အစ်တဖန်အချစ်ဆိုတာနဲ့မေးရလို့မရနိုင်တဲ့အမတ်တရားဆိုတဲ့ themes ကိုဖော်ပြနိုင်မယ့်မျှော်လင့်ချက်နဲ့ဆရာထက်သန်မှုကိုပြန်ထုတ်ပေးနိုင်ပါတယ်။ကဲဒါဆိုလို့ရှိရင်ဆက်လက်ပြီးတော့ fashion တွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ go, 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 go. မင်းသမီးမွန်ကရောင်ရဲ့ပထမဆုံးလုတ်ကွန်းကတော့ main boot က pain oversize double coat လေးပဲဖြစ်ပါတယ်သူရိတ်တမှုကတော့ဒေါ်လာ250လေးပဲဖြစ်ပါတယ် look 2ကတော့ casually wears အနေနဲ့ဝတ်ဆင်ထားတဲ့ဝတ်စုံလေးဖြစ်တဲ့ navy layer top knit set လေးပဲဖြစ်ပါတယ်သူကတော့ levert ကပဲဖြစ်ပါတယ်ဒီဝတ်စုံလေးရဲ့တမှုကတော့ဒေါ်လာ120ခွန်ပဲဖြစ်ပါတယ် look 3အနေနဲ့ MAU က suit Bags and White Bank တွေက Business Chic Element လို့ကလေးပဲဖြစ်ပါတယ်။သူရ price ကတော့ဒေါ်လာ286ပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ cute office ဖြစ်ပြီးတော့မင်းသမီးလေးကိုအရန်ကိုနှုတ်ပြိုစေတဲ့ look လေးနဲ့အရန်ချစ်ဖို့ကောင်းနေတဲ့ဝတ်စုံက livard ကပဲဖြစ်ပါတယ်သူရဲ့တန်ဖိုးကတော့ $285 ပဲဖြစ်ပါတယ် ။နောက်ဆုံး look five ကတော့မင်းသမီးရဲ့ body နဲ့လုံးဝကိုလိုက်ဖက်ပြီးတော့ elegant lady အတွင်ကိုစောင့်နေစေတဲ့ full cut top drop two dress လေးပဲဖြစ်ပါတယ်။သူကတော့ Dorsey's and Governor ကပဲဖြစ်ပါတယ်။သူ့ရဲ့တန်ဖိုးကတော့ dollar 3.95ပဲဖြစ်ပါတယ်ရှင်။ ဒီစီစဉ်လေးမှာဆိုရင်တော့ပြည်သက်တွေကြားမှာလူပြောများပြီးတော့နာမည်ကြီးခဲ့တဲ့ဇလန်လေးအကြောင်းနဲ့ဒီဇလန်လေးကမင်းသမီးလေးရဲ့ fashion တွေအကြောင်းကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပြည်သက်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်။ Go, 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 go.